ကဲအဲ့တော့အရန်အချစ်ခံရပြီးမှเนาะကိုယ်လည်းအရန်ချစ်တယ်ကိုယောက်ျားကအရန်ချစ်ပေမဲ့လေကိုယ်ရမှာလဲတခြားမိန်းကလေးတယောက်ထက်ရှိနေတဲ့အခြေအနေမျိုးဖြစ်ခဲ့ရင်ဘယ်လိုလုပ်ကြမလဲယောက်ျားရည်ရည်သူတို့အရန်ချစ်တယ်မိန်းမကိုလေလုံးဝဆုံးရှုံးမခံလုံးဝဆုံးရှုံးခံတော့စိတ်ချသူတကယ်ချစ်တာဒီဒီသူရတဲ့မိန်းမအင်းအောင်လဲပြုတ်ခွဲမခံဘူးဆုံးရှုံးလည်းမခံဘူး အဲ့မိန်းမတယောက်ကိုအရန်ချစ်တဲ့မိန်းမသူကသူနော်သူကသူ easy လောက်တာသူကသူအပျော်သွားပြီးမှပတ်သက်တာပတ်သက်တာတသက်ပဲဒါပေမဲ့ကိုမိန်းမကြီးရကြတာလေသူတို့မခံစားနိုင်ဘူးဒီလားပြီးလို့ရှိရင်အဲ့ချိန်မှာဘာဖြစ်လာလဲဆိုရင်တကယ်တမ်းတနာစရာကောင်းတာအဲ့ဒီကိုအင်ယာမိန်းမကို အရန်ချစ်ရဲ့ဇန်းနဲ့အခြားမိန်းကလေးကိုသွားပြီးမှပတ်သက်တဲ့အခါမှာအဲ့အပတ်သက်ခံရတဲ့မိန်းကလေးတွေတနာစရာကောင်းတာဒီလားအဲ့မိန်းကလေးတွေက လုံးဝနေရာပေးခြင်းမခံရအောင်အဲ့ချိန်မှာအဲ့ဒုတိယနေရာရောက်လာတဲ့မင်းကလေးတွေတောင်းကျမ်းကြတာပဲဒီလားတောင်းကျမ်းပြီးတော့မှဘာလုပ်လဲဆိုလို့ရှိရင်သူဆိုပြောတယ်ဒီဒီအိမ်တော်တစ်ခုဟိုပေါ့သူ့ကြလဲလာပတ်သက်ထားရတဲ့နေပေါ့နော်သူတို့လင်မယားကလူချစ်ချစ်ခင်ခင်ပြပြရွှေရွှေင်းနဲ့ဘာမှမဖြစ်တလို့ဖြစ်နေရယူလုံးဝသူတို့မခံစားနိုင်မခံစားနိုင်တော့မခံစားနိုင်တော့ဘာလုပ်လဲတိအောင်လုပ်တာပေါ့နော်အိမ်ကမိမတိအောင်လုပ်တာဘယ်သူကလုပ်တာလဲဆိုတော့ ် second ကလုပ်တယ်ဒုတိယနေရာမှာရှိရမြင်ကလေးလုပ်တာပဲအနည်းမျိုးမျိုးနဲ့တည်အောင်လုပ်မှာအဲ့ချိန်မှာအဲ့ဒီငကိုကနော်အရင်အချစ်ခင်ရတဲ့မိမနေရာမှာရှိရမိမတွေကလေလိမ္မာပါနှစ်ခုရမ်းလို့ရတယ်လားကိုယောက်ျားကိုကိုချစ်တယ်ဆိုတာကိုကိုရင်တည်ပြီးသားကိုကိုစိတ်ချမ်းသာအောင်ထားတယ်အကုန်ဖြည့်စည်းတယ်မျက်နှာတစ်ချက်အညိုမခံဘူးတော့ကိုမျက်နှာမပြုံးတာလေးတောင်မှသူ့မှာမကြည့်နိုင်ဘူးအဲ့လိုယောက်ျားများအမျိုးရထားတဲ့မိန်းကလေးတွေကလေ အများကြီးအဲ့ဒီအခြေအနေလေးကိုရေရှည်အချိန်ကြာကြာဆက်သွားနိုင်မှုတွေကောင်းကောင်း control လုပ်နိုင်မှုလို့ဒီကိုယောက်ျားဒီလားအဲ့တော့ဘာလုပ်ရမလဲအဲ့ဒီ main ကလေးတွေကကိုယောက်ျားကိုအမြဲတမ်းကျေးဇူးတင်စကားပို့ပြောရမယ်ပြောရမယ်အများကြီးပြောပြဖို့လိုတယ်ဒီလားချူချူတတအမြဲတမ်းပြောပြဖို့လိုတယ်အမြဲတမ်းကျေးဇူးတင်တဲ့ចောင်းလေးတွေပြောပြဖို့လိုတယ်သိလားကိုယ့်ရဲ့သားသမီးလေးတွေကကိုယောက်ျားပေါ်မှာသူတို့အဖေပေါ်မှာเนาะ ယုံကြည်အားကိုးတဲ့စိတ်ဘလောက်ရှိရဲဆိုတာကိုအမြဲတမ်းကိုယ့်ယောက်ျားသိနေဖို့လိုတယ်။ပြီးရင်ကိုယ့်ရဲ့ယောက်ျားဖေနဲ့ကလေးတွေရဲ့ရှားမှာ relationship အရန်ကောင်းဖို့လိုတယ်။နော်အရန်ကောင်းဖို့လိုတယ်။အဲ့လိုပဲပြီးလို့ရှိရင်ဘာလို့ရမလဲဆိုအဲ့လိုအခြေအနေမျိုးကိုကြုံတွေ့လာခဲ့ရပြီဆိုလို့ရှိရင်ယောက်ျားကိုဘယ်တော့မှသွားပြီးမှ pressure ဆွပေးပြီးမှတွန်းမချရအောင်နော်ယောက်ျားကိုတွန်းမချရအောင်တွန်းချလိုက်ရင်ဒုက္ခဖြစ်သွားတယ် တော့မကြနဲ့အဲ့အချိန်မှာကိုကလည်းအမှန်တကယ်ကိုကချစ်တာကိုယောက်ကြလဲကိုကချစ်တာပဲလीချစ်တဲ့အတွက်ကြောင့်မို့ကိုဒီကိုရဲ့အတ္တကြောင့်မို့သူဒီလိုဖြစ်တာယူခံစားရတာမျိုးမဖြစ်စေနဲ့เนาะကိုချစ်တဲ့ယောက်ျားတယောက်ကိုတန်ဖိုးထားတဲ့ယောက်ျားတယောက်ကသူ့ရဲ့ပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာသူများအပြောဆိုခံရမှာဆိုလို့သူများအထင်သေးခြင်းကိုခံရမှာဆိုလို့ ဖြစ်တဲ့ဝမ်းနည်းမှုမျိုးကိုကဖြစ်တယ်ဆိုတော့သူသိရမယ်သိလားကိုတံပိုးထားတဲ့ယောက်ျားတယောက်ကအမြဲတမ်းပတ်ဝန်းကျင်မှာသူများအထင်ကြီးလေးစားခံယောက်ျားမျိုးပဲကိုကဖြစ်နေစေချင်တာအဲ့လိုအခြေအနေမျိုးမဖြစ်ဖဲနဲ့เนาะသူများကအထင်သေးခံမဲ့အခြေအနေမျိုး ဖြစ်မှာကိုစိတ်ပူเนาะအဲ့တော့အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင်เนาะ သူ့ရဲ့အကျိုးကိုပဲလိုလားတဲ့စိတ်နဲ့ပဲမေတ္တာစိတ်နဲ့ပဲကိုကသူ့အတွက်ဝမ်းနေတာသူ့အတွက်စိတ်မကောင်းဖြစ်တာဒါမျိုးပဲကိုကဖြစ်တယ်ဆိုတာကိုသူသိအောင်ကိုဖော်ပြရမယ်။နော်အဲ့လိုဖော်ပြရမယ်။နောက်တစ်ခုကအဲ့ချိန်မှာကိုယောက်ျားကိုအရင်အထက်ပို့ပြီးမှຫນွေထွေးမှုပို့ပေးရမယ်။နော်ကျင်ကျင်နာယူရမှုပို့ပေးရမယ်။ဘလို့ဖြစ်လို့ဒီလိုအခြေအနေမျိုးဖြစ်သွားတာလဲဆိုတာကိုသူ့ကို ဘလိုများဖြစ်ရတာလဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ကိုချစ်တဲ့ကိုကိုရဲ့အချစ်ဆုံးသူတယောက်ကိုနှစ်သိမ့်မှုပေးတဲ့အနေမျိုးနဲ့ပဲသူ့ကိုထွက်ပေါက်ပေးရမယ်နော်သူ့ကိုဘယ်တော့မှကြောင်ပိတ်မထားရအောင်သူပြန်လှည့်လာလို့ရဖို့ရတော့ကိုလမ်းဖွင့်ပေးရမယ်နော်မိမတွေကများတော့ပြကြောင်ပိတ်ပြီးမှဖမ်းလာများကြောင်ပိတ်ပြီးမှနင်းလာများတယ်အဲ့လိုမလုပ်ရအောင်ကိုကိုအယမ်းချစ်တယ်ဆိုတော့ကိုကိုတိုင်းယုံကြည်ထားပြီးသားဆိုလို့ရှိရင် သူပြန်လှည့်လာလို့ရဖို့အတွက်သူစိတ်တည်အနာရဖို့အတွက်ကိုကနှွေးထွေးမှုပေးနိုင်တဲ့အနေအထားမျိုး ဖြစ်ဖို့လိုတယ်။နော်။ခြေနာယူရမှုညာများပို့ပေးရမယ်။နှွေးထွေးမှုညာများပို့ပေးရမယ်။နော်။ပြီးရင်သူ့ကိုနောက်တစ်ချိန်ဒီလိုမျိုးမဖြစ်အောင်ကိုဘက်ကနေပြီးကို့မှာလည်းဘလို့အပြစ်တွေရှိခဲ့လေကို့ဘာတွေလုပ်ခဲ့တယ်လဲဆိုတာလေမမှန်ကန်ကန် ကိုကိုကိုလေးတုံတက်ရမယ်เนาะတုံတက်ပြီးတော့မှအချိန်တွေတခုကိုအကောင်းဆုံးဆက်သွားရမယ်